โอเคမြန်မာပြည်ကလူတွေလက်စိတ်မြစ်ပါတယ်เนาะကျွန်တော်တို့မြန်မာပြည်ကငါတို့တော့တိုင်ပြတ်ပြီလာမဟုတ်ပါဘူးအတူတူပါပဲအခွင့်အရေးတွေအခွင့်အလမ်းတွေအတူတူပါပဲကျွန်တော်ပြောမယ့်အကုန်လုံးပါပါလိမ့်မယ်เนาะโอเค good ဆိုတော့ဟုတ်ပြီကျွန်တော်တို့ကချမ်းသာကြွယ်ဝမှုကိုကျွန်တော်တို့ဖန်တီးရမယ်ကြွယ်ဝမှုကိုကျွန်တော်တို့ဖန်တီးရမယ်ကျွန်တော်တို့ရဲ့နောင်လာနောင်သားတွေကိုကျွန်တော်တို့ငွေကြီးတွေကျွန်တော်တို့ပေးအမွေတွေပေးခဲ့ရမယ်ငွေပင်ငွေရင်းကြီးစိုက်ပေးခဲ့ရမယ်เนาะကျွန်တော်အဖေတော့ဘာလို့လဲဘာပြောလဲဆိုတော့ငါသားတယ်ငါတော့အာကျွန်တော်မှညီတယောက်ရှိတယ်မင်းညီတော်ကိုတန်းက နော်ရင်းနှီးမြှုပ်နှံမှုလုပ်ပေးခဲ့ပြီတဲ့ဟာအဖေဘာလို့ကြောက်လဲလို့ဆိုတော့ငါလည်းအိမ်ထဲမှာတဲ့နတ်သက်ဖြူပင်နှစ်ပင်ဆိုင်ပေးခဲ့တယ်နော်အဲ့တော့နတ်သက်ဖြူပင်နဲ့ဆိုင်ခဲ့တယ်ဒီကောင်အသက်ကြီးအဲ့နတ်သက်ဖြူပင်နှစ်ပင်ခုတ်ရောက်ရင်ဒီကောင်ရှယ်ခဲ့တယ်စိတ်သိင်းစကားသိင်းတော့ရပြီတဲ့နော်ဒါလည်းသူ့အိုင်ဒီယာအတူတူပဲသဘောတရားဒါပဲနော်တရက်ပင်ဆိုင်ပေးခဲ့တယ်တရက်တိခူးရောင်တရက်ပင်ဂိုင်းခုတ်ရောင်အပင်ကြီးရရှိနေမှာငွေပင်ငွေကြီးရရှိနေမှာဒါကိုကျွန်တော်တို့ပါခေါ်ဆိုတော့ investment လို့ခေါ်တယ် investment နေတော့မှာ stock investment လို့ကျွန်တော်တို့ခေါ်တယ်။နောက်ဒီနေ့ကကျွန်တော် TikTok မှာ live လွှင့်နေဆန်ကျင်ဆန်ကျင်ပြောရရင်ကျွန်တော်ဘာလုံးငါးမှလုံးမစားကျွန်တော်ဘူးတဲ့။ကျွန်တော် store ထဲမှာပဲရင်းနှီးမြှုပ်နေပြီးကျွန်တော် AC နေတော့မယ်။နေပေါ့။စဉ်းစားကြည့်ဒီဆန်ကျင်လေးအောင်အလုပ်လုပ်တာနဲ့ Elon Musk အလုပ်လုပ်တာနဲ့ဘယ်ဟာပိုပြီးငွေဝင်မယ်လို့ထင်တယ်။စဉ်းစားကြည့်လေ။ Elon Musk Elon Musk တရအလေးနဲ့တော့လေဟိုဟိုနဲ့ဆိုင်ဘာမှမဟုတ်ဘူးလေဟိုတော့မှကျွန်တော်ပြောတာ ူ့လောက်ခိုင်းပြီးတော့ပတ်စံနေကြပါဘောကျွန်တော်လည်းထင်ပါဘောဆိုတော့เนาะအဲ့တော့ကျွန်တော်တို့ဒါဒီချမ်းသာကြောက်အောင်နဲ့ပတ်သက်တဲ့အကြောင်းကိုကျွန်တော်တို့ပြောတာပါအဲ့တော့ကျွန်တော်တို့ framework လေးတစ်ခုရှိတယ်အားလုံးသိပြီးသား rich dad poor dad ထဲမှာเนาะကျွန်တော်တို့ rich dad poor dad ဆိုတဲ့စပါ့ဟိုထဲမှာအဲ့တော့ကျွန်တော်တို့ကအာလေးမျိုးလူလေးမျိုးလေးစားရှိတယ်ဟုတ်လားမှတ်မိသေးလားနံပါတ်1ကပါလေ E ရဲ့ E S ရဲ့ B ရဲ့ B ရဲ့ I I ရဲ့ yes အကုန်လုံးတည်နေတာကျွန်တော်တော့ပြောကြမလို့တော့เนาะအဲ့တော့တင်လိုက်ရအောင်တင်နေအောင်အဲ့တော့ကျွန်တော်တို့ ESBI E ဆိုတာဘာလဲဆိုတော့ employing เนาะကျွန်တော် slide လေးတော့ကျွန်တော်တင်ထားတယ် Okay ဒီနေ့ကျွန်တော်တို့ကျွန်တော်တို့ဒီလိုခြာရင်းနေပေးလိုက်မယ်လို့ကျွန်တော်ထင်တယ် family တွေရှိကြလားအနာပနာပြောပါမယ်ရှိပါရှိပါဦးရှေ့ရှိပါဦးရှေ့ရှိပါဦးရှေ့ဟာလည်းပြောကြည့်ပါဦးရှေ့ တို့ပြောကြင်ရကြာပြီပြောကြရတယ်အများကြီးပဲကြည့်မပါဘူးဆရာဟုတ်တော့ကျွန်တော်တို့ good morning ဆရာဆရာ good morning ပါနော် good morning ပါချို့တွေကကျွန်တော်ညမနေ့ပိုင်းရောက်နေကြပြီ good night good night ဟုတ်တယ်ချို့ US market တာချင်းကျွန်တော်ထင်တယ်မနေ့ရှင်းနိုင်ခိုင်တော့ကျွန်တော်ခေါ်ပါလိပန်ကာလေးကျွန်တော်ဖလှည့်လောက်အာအေကွန်လေးလှည့်လောက်နော်အဲ့တော့ကျွန်တော်ဒီနေ့ကတော့ကျွန်တော်တို့ပါလဲဆိုတော့ stock အကြောင်းသိကောင်းစရာဆိုပြီးတော့မှကျွန်တော်ထူးထူးလေးနာမည်ပေးထားပါဗျာနော်အဲ့တော့ တော့လေဒီ detection လေးအောင်မပေးတတ်တော့လေအဲဟုတ်ပြီကျွန်တော်တို့ကအဲကျွန်တော်တို့သွားပါမယ်အဲဒီမှာဒါလေးပါပဲเนาะကျွန်တော်တို့ဒီမှာကြည့်ပါအဲတော့ ESBI ဒါလိုင်းတင်ပြီးသားပါအဲတော့ E ဆိုတာကတော့ကျွန်တော်တို့ employing เนาะအလုပ်ရှိတာ I have a job เนาะအဲ့တော့ job ကိုနိုင်ငံတကာပညာရှင်တွေတော့ဘာ job ကိုဟောဘာအဓိပ္ပာယ်ဖွင့်ကြလဲဆိုတော့ job means just over broke ဒါပဲ yes ဆိုတာကညယုံကြီးပဲ over broke ဆိုတာက ဘိုင်းပြက်တယ်ဆိုတာလေးကိုကြော်ယူမြဖြစ်တာတော့ကျွန်တော်တို့ပါလဲဆိုတော့ကြော်ပဲဘာလို့ရလဲအချိန်နဲ့ငွေနဲ့လဲရတယ်เนาะကျွန်တော်ဝန်ထမ်းနေကျွန်တော်စီတာတယ်အဲ့တော့ကျွန်တော်အခုကျွန်တော်ဝန်ထမ်းနေလဲကျွန်တော်နဲ့ပေါင်းပြီးတော့ stock ယူထားနေကြတယ်အဲ့တော့ stock ထဲမှာထည့်မယ်ဆိုတော့ကြည့်ပဲเนาะ stock ဒီမှာအဲ့တော့ဆရာကျွန်တော်ဘတ်2000လားစာရโอเคဘတ်2000ရောเนาะမင်း block ကောပါဘတ်1000ထည့်ဒီထဲကိုပြောနေเนาะအဲ့အချိန်တစ်ခုရောက်သွားရင်သူပြီးပြီလေအဲ့တော့ပြောချင်တာကဂျက် overbroke ဒါလေးပဲเนาะဒါကိုကျွန်တော်ပါ employee လို့ခေါ်သူတို့ရဲ့အချိန်နေနဲ့ ငွေတွေနဲ့လဲလှယ်ရတာချမ်းသာကြွယ်ဝတဲ့သူတွေကသူတို့မလုပ်ချင်တဲ့လုပ်တွေသူတို့မပေးချင်တဲ့အခြေအနေတွေအတွက်ကိုခေါ်ပြီးတော့မှခိုင်းတာဒါပဲဆိုတော့ for 30 minutes i have another meeting of course no sorry ba ma ma တစီရလာနော်တစီရလာโอเคကျွန်တော်တို့အာဟုတ်ပြီအဲ့တော့ရပါတယ်နော်ထပ်ပါပြအဲ့တော့ကျွန်တော်တို့ကလာပြီနော် ESBI နော်ကျွန်တော်တို့နောက်တစ်ခုကတော့ self employing နော် အဲ့တော့ supply employee ဆိုတာပါလဲဆိုတော့ကျွန်တော်တို့လို coach တွေ trainer တွေပေါ့နော်အဲ့တော့ဘယ်တော့ဘူးမှဘူးစီမှာတော့မလုံလောက်အောင်ဒါပေမဲ့ကျွန်တော်ခုဒီမှာနှစ်နာရီသုံးနာရီဆိုတော့တင်နှန်းကိုကျွန်တော်တင်ရတယ်နော်တင်ရတယ်တင်ရတော့ကျွန်တော်အချိန်နေနဲ့ငွေနဲ့လဲလဲရတယ်ချိုးဆောင်နေရှိမယ်ရှင်းနေကြီးတွေရှိမယ်နော် engineer ကြီးတွေရှိမယ်သွားဆောင်ကြီးတွေရှိမယ်သူတို့ပါလို့သူတို့ကိုပိုင် digital marketer ကြီးတွေရှိမယ်သူတို့ရဲ့ကိုပိုင်လုပ်ငန်းတော့ဖြစ်တယ် သို့တော့သူမပါလို့မပြီးဘူးအချိန်နဲ့ငွေနဲ့လဲလဲရတယ်ဒါပေမဲ့သူကတော့ကျွန်တော်တို့ခေါ်တာတော့ reserve base ပေါ့ reserve ကိုချပြပြီးပတ်စံရှာတာပေါ့နော်အဲ့တော့ B ကတော့ TV တာပါเนาะကျွန်တော်တို့စီဝိုင်းလုပ်ငန်းတစ်ခုရှိတယ်เนาะ business တစ်ခုရှိတယ်အဲ့ဒီ business ကသူ့အတွက်ကိုအလုပ်လုပ်ပေးနေတယ်เนาะအဲ့တော့သူ့မှာ system ရှိတယ်လူတွေလည်းရှိတယ်အဲ့ဒီကိုတော့ပေါ့မှာအလုပ်လုပ်ခိုင်းထားတာဘူးเนาะခဏလေးပါကျွန်တော်ကင်မရာပြုတ်သွားတယ်အဲ့တော့ အဲ့တော့ကျွန်တော်တို့ပါခေါ်လဲဆိုတော့ business owner လို့ခေါ်တယ်နော်အဲ့တော့လာပြီနောက်တစ်ခုကတော့ကျွန်တော်ဆိုတော့ investor i နော် i money works for you ငွေကကိုယ့်အတွက်ကိုအလုပ်လုပ်ပေးနေတာနော်ငွေကကျွန်တော် passive income ပဲဘာမှလုပ်ဆရာမလုပ်ဘူးငွေကကျွန်တော်တို့အတွက်ပဲကျွန်တော်တို့ပြန်အလုပ်လုပ်ပေးနေတာအဲ့တော့အရင်ကတော့စဉ်းစားတယ်ဟာဟုတ်ပြီငါတော့ ော် investment เนาะ investor investment ငါလုပ်မယ်เนาะ investment လုပ်မယ်အဲ့တော့ညွှန်ပြမှာ investment ဆိုလို့ရှင်ဘာလုပ်ကြလဲလို့ပေါ့ဒီနည်းမျိုးနဲ့မလို့ဘာလုပ်ကြလဲ intern me intern me လို့ပြောရွယ်လို့ဆယ်မျိုးရောဝယ်ရွှေဝယ်ကားဝယ်လို့ဆိုရွှေဝယ်ကားဝယ်เนาะအဲ့တော့ဘာလုပ်လဲဆိုအဲ့ဒါကို ssd လို့ခေါ်တာเนาะ ssd လို့ခေါ်တယ်အဲ့တော့ asset ဆိုတာကကိုယ့်အတွက်ငွေပြန်ရှာပေးနိုင်တဲ့အရာတွေကိုကျွန်တော်တို့ဘာခေါ်လဲဆိုတော့ asset လို့ခေါ်တယ်နော်အဲ့တော့နောက်ပိုင်းမှာကျွန်တော်ပြောပါမယ်ဆိုတော့အဲ့တော့ကျွန်တော်လည်းအဲ့လိုပဲအာမြေဝယ်မယ်ဆိုတော့လည်းကျွန်တော်တို့ကကျွန်တော်မှမြေကိုတိန်းတောင်းချီထောင်းချီနေကျွန်တော်မှမတက်နိုင်တာဘလို့မကျွန်တော်မြေတွေတိန်းတရာဘူးလောက်ပဲဝယ်ချင်တာဘလို့မလဲ